င်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကျတော့လေကျွန်တော်တို့တွေ့ရများတဲ့အသုံးများတဲ့ ID8 ။ Okay ဒီ ID8 ကိုကျွန်တော်တို့ impersonal subject ပေါ့။အဲ့ပုံစံနဲ့အသုံးပြုရရတွေကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay အဲ့တော့ကျွန်တော်တို့ဒီ initial လေးလာရဲ့ခါမှာ ID8 ကအတွေ့ရများတဲ့အသုံးများတဲ့အဲ့ဒီ ID8 ကိုကျွန်တော်တို့ impersonal subject ဆိုပြီးတော့သုံးလို့ရပါတယ်တဲ့။ Okay အဲ့တော့အရင်ဆုံးပေါ့နော်ကျွန်တော်တို့ impersonal ဆိုတာဘာလဲပေါ့။အဲ့ဒီဟာလေးကိုအရင်ရှင်းပြပေးပါမယ်နော်။ ဟုတ်ပြီကျွန်တော် impersonal ဆိုပါလဲဆိုတော့ तू ကတိကျမှုရှိတဲ့လူပုဂ္ဂိုလ်တွေအရာဝတ္ထုတွေကိုယဉ်ညွတ်တာမဟုတ်ဘူးတနည်းအားဖြင့်ကျွန်တော်တို့လေတချို့ဝတ်ကြတွေမှာလေကျွန်တော်စัจจစ်မပါတဲ့ဝတ်ကြတွေရှိတတ်တယ်ဥပမာကျွန်တော်တို့အရာတူတွေပြောချင်တဲ့ခါမှာတို့အခုမိုးရွာနေတယ်တို့နေ့နေ့ကြာနေတယ်တို့အဲ့လိုဆိုကျွန်တော်စัจจစ်မပါတတ်ဘူးနော်နောက်ကျွန်တော်တို့အချိန်ကာလတွေအခု6နာရီရှိပြီစသဖြင့်ပေါ့အဲ့လိုအချိန်ကာလလေးပြောတဲ့ခါမှာနောက်အကွာဝေးတွေပြောတဲ့ခါမှာ ။နောက်အခြေအနေအချက်လက်တွေပြောတဲ့အခါမှာထားပါတော့အဲကျွန်တော် formal introductory phrase ပေါ့နော်အဲတွေ့ရတာဝမ်းသာပါတယ်လို့အဲ့လိုမျိုးပေါ့နော်နှုတ်ဆက်တဲ့အခါမှာတွေဆိုလို့ရှိရင်ကျွန်တော်က subject မပါတတ်ဘူး။အဲ့လို subject မပါတတ်တဲ့ဝါကြတွေကိုကျွန်တော်ပြောတဲ့အခါမှာပေါ့နော် ID it ကိုကျွန်တော်ကသုံးမပြောရပါနဲ့တဲ့။အဲ့လိုမျိုးကိုကျွန်တော်က impersonal subject လို့ခေါ်ပါတယ်တဲ့။ Okay နော်အဲ့အကြောင်းလေးကိုကျွန်တော်ဒီမှာ ဲ့ဒီ ID8 ကို in personal subject အနေနဲ့ပုံစံ၅မျိုးသုံးလို့ရတယ်ဆိုတာလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီ ID8 ကိုကျွန်တော် in personal subject အနေနဲ့သုံးနေပုံတော့ပုံစံ၅မျိုးကိုကျွန်တော်ကဥပမာလေးနဲ့တကွာရှင်းပြပေးချင်ပါတယ်ရှင်။ Okay အဲ့တော့အရင်ဆုံးကျွန်တော်တို့နံပါတ်1 weather ရာသူတို့ channel တွေပြောတဲ့အခါမှာကျွန်တော် subject မပါတတ်ဘူးလေ။အဲ့ဒီအခါမှာလည်း ID8 ကိုသုံးနေပုံတော့ဥပမာလေးနဲ့ဆိုလို့ရှိရင် it is raining မိုးရွာနေတယ်တဲ့။နောက်ဒီမှာကျွန်တော် ID8 ကိုသုံးသွားတယ် it is sunny today ဒီနေ့နေသားတယ်တဲ့အဲ့မှာလည်းကျွန်တော်တို့ IT8 ကိုသုံးသွားတာပဲနော် okay နောက်တစ်ခုကျွန်တော်တို့ time အချိန်လေးပြောချင်တဲ့အခါမှာရလို့ရှိရင်လည်းကျွန်တော်တို့ဒီ IT8 ကိုသုံးပါတယ်တဲ့ဥမာနေနဲ့ဆိုလို့ရှိရင် it is 6 o'clock 6နာရီရှိပါပြီတဲ့ it is time to go သွားဖို့အချိန်ကျပြီတဲ့ okay နော်နောက်နံပါတ်3နေနဲ့ဆိုလို့ရှိရင် distance ကျွန်တော်အကွာဝေးတွေပြောချင်တဲ့အခါမှာလည်း IT8 ကိုသုံးပါတယ်တဲ့ ဥပမာအနေနဲ့ဆိုလို့ရှိရင် it is 5 kilometers to the nearest shop အနည်းဆုံးဆိုင်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်5 km กว่าပါတယ်ဝေးပါတယ်တဲ့ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ IT it go in personal subject နဲ့သုံးတဲ့ပုံစံသုံးမျိုးရှိပြီနော်နောက်ထပ်နှစ်မျိုးကြံပါသေးတယ်နော်ဟုတ်ကဲ့နောက်ကျွန်တော်တို့နံပါတ်၄ general situations facts okay သူကကျွန်တော်တို့ပေါ့နော်အချက်လက်တွေပြောချင်တဲ့အခါမှာဆိုလို့ရှိရင်လဲ IT it ကိုသုံးပြီးတော့ပြောတယ်ပေါ့နော် okay ဥပမာနဲ့ဆိုလို့ရှိရင် it is important to eat healthy food ကျမရေကောင်းတဲ့အစားအစာတွေစားဖို့အရေးကြီးရနော်ပေါ့ဒီမှာ subject ကိုမပါရဘူးနော်ဒါပေမဲ့ anti age ကိုသုံးသွားတယ်နော်နောက်တစ်ခု it is difficult to find good workers these days ဒီအပိုင်းဒီမှာဆိုလို့ရှိရင်တဲ့အလုပ်သမားကောင်းကောင်းတွေရှာတွေ့ဖို့အတွက်ခက်တယ်တဲ့ဒီမှာလည်းကျွန်တော် subject မပါဘူးနော်ဒါပေမဲ့ဒီမှာ anti age ကိုသုံးသွားတယ်ဟုတ်ပြီနော်အဲ့လိုအချက်လက်တွေပြောချင်တဲ့အခါမှာ anti age ကိုသုံးတယ်နောက် number 5 form my introductory phrase နော်မိတ်ဆက်တဲ့ပုံစံလေးပေါ့နော်။ तू ကကျွန်တော်တို့ဥမာဆို formal ကြကြပေါ့နော်။ရေးတယ်ပြောတဲ့ခါဒီမှာဆိုလို့ရှိရင်သုံးတယ်ပေါ့နော်။ Okay အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဥမာဘယ်လိုလေးဖြစ်မလဲ။ပြရတာဝမ်းသာပါတယ်နော်။စက်ကြံပါဘူးဒီမှာ edit ကိုသုံးသွားတယ်။ It is nice to meet you. Okay now ဥမာနေဆိုလို့ရှိရင် it is good idea to take an umbrella. ထီယူခဲ့မယ်ဆိုလို့ရှိရင်တော့အကျန်ကောင်းမယ်တဲ့။ Okay အဲ့ဒီမှာဆိုလို့ရှိရင်လည်း edit ကိုသုံးသွားတယ်။ဟုတ်ပြီနော်။ ဲ့တော့ဒီမှာကျွန်တော်တို့ IT8 ကဒီ impersonal subject ဆိုတာပေါ့နော် ID it ကသူကတကယ် subject အစ်မှန်တော့မဟုတ်ဘူးဒါပေမဲ့သူကဝါကြတွေကိုပို့ပြီးတော့ပြည့်စုံအောင် grammar နည်းရပါတော့ပို့ပြီးပြည့်စုံအောင်ကူညီပေးလိုက်တဲ့သဘောကူပြီးသုံးမိတဲ့သဘောဖြစ်ပါတယ်တဲ့အဲ့လိုမျိုးကျွန်တော်တို့က in personal subject လို့ခေါ်ပါတယ် ID it ကိုအဲ့ညမှာသုံးတဲ့ပုံစံလေးကိုပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီ ID it ကို in personal subject ရသုံးတဲ့ပုံစံလေးတွေကို၅မျိုးရှိတယ်ဆိုတော့ရှင်းသွားပြီးထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်